ားလုံးပဲမင်္ဂလာပါရှင်အဲ့တော့အခုကျွန်တော်ကပေါ့နော်ကျွန်တော်ကိုရိုမာတို့တွေဒီသင်ငန်းစာဗီဒီယိုဖိုင်လေးရကြတော့လေအခါတလေမှာပေါ့နော်ကျွန်တော်ကိုရိုမာတို့လေဝတ်ကြတဲ့ကြောင်းမှာ object နှစ်ခုပါတတ်တယ် two objects နော်ကျွန်တော်လို့ object နှစ်ခုပါတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကိုရိုမာတို့ကထားပါတော့ဘသူ့ကိုအရင်ရေးရမှာလဲဘယ် object ကိုအရင်ရေးရမှာလဲဆိုပြီးတော့ကျွန်တော်ကိုရိုမာတို့ဒါစဉ်းစားရတဲ့ပုံနော်ဖြစ်တတ်တဲ့ပုံနော်အဲ့တော့အဲ့ဒီဟာလေးကိုရှင်းတော့အောင်ကျွန်တော်ကရှင်းပြရခြင်းဖြစ်ပါတယ်ရှင်း okay two objects ချိုးဝတ်တဲ့မှာ object နှစ်ခုပါတတ်တယ်အဓိပ္ပာယ်ဘယ်လိုလဲဆိုလို့ရှိရင် object ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ကအပြုလုပ်ခံတစ်ခုခုကိုပြုလုပ်ခြင်းကိုခံရတာပေါ့အဲ့လို object နှစ်ခုကချိုးဝတ်ကြတယ်မှာကျွန်တော်တို့နှစ်ခုပါတတ်တယ်တစ်ခုရတယ်မကဘူးနှစ်ခုပါတတ်တယ်အဲ့လိုခါမှာဘယ်ဟာကိုအရင်ရေးရလဲဘယ်လိုပုံစံနဲ့ရေးရလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဥမာအဖြစ် I gave my sister the keys yesterday ကျွန်တော်ကကျွန်တော်အမကိုမနေ့ကတော့တွေပေးခဲ့တာအဲ့တော့ဒီမှာကျွန်တော်အမကလည်းအပေးခံဒကီတော့တွေရလည်းအပေးခံပဲဟုတ်တယ်မလားအခုနှစ်ခုလုံးကပြုလုပ်ခံဖြစ်သွားပြီ my sister လည်းအပေးခံဒကီလို့ခေါ်တဲ့တော့ကလည်းအပေးခံပဲနှစ်ခုလုံးကအပေးခံနေဖြစ်သွားပြီ object တွေဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့လို object နှစ်ခုရှင်းလာပြီဆိုရင်ကျွန်တော်ကဘာလို့ဘာလို့အရင်ရမလဲဆိုလို့ရှိရင် indirect object ကိုကျွန်တော်တို့အရင်ရေးရတယ် အဲ့တော့ in the right object လို့ရှင်မှတ်နေလို့ရှင်ခန့်နေလို့မယ်အလွယ်မဲ့မယ်ကျွန်တော်ကတို့မှာတက်ရှိ object ကိုအရင်ရေးလိုက်နော်အဲ့တော့ object နှစ်ခုရှင်လာပြီလို့ရှင် in the right object တက်ရှိ object ကိုအရင်ရေးလိုက် now the keys the right object လို့ခေါ်တာပေါ့တမက် object ကိုနောက်မှရေးလိုက်ပေါ့ဟုတ်ပြီနော် okay အဲ့တော့ဒီမှာဆိုလို့ရှင်ဥမာအဖြစ် he will send you a message သူကနေ့စီကိုစပို့လိုက်မယ်နော် အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် you လဲ object and message လဲ object အဲ့တော့ object နှစ်ခုရှင်တော့ဒီမှာတက်ရှိ object ဆိုတော့ indirect object ကိုရေးတယ်တက်မဲ့ object direct object ကိုနောက်မှထားရေးတယ်နောက်ဥပမာ she bought me an umbrella သူမကငါ့အတွက်ထီးဝယ်ပေးတာ me object and umbrella object object နှစ်ခုရှင်တော့ဒီမှာတက်ရှိ object ကိုရေးတယ်နောက်ကတက်မဲ့ object ကိုရေးတယ်ဆိုတော့ indirect object ကိုရေးတယ် direct object ကိုနောက်မှထားရေးတယ် ဟုတ်ပြီနော်ထားတယ်မှာကျွန်တော်ကတို့မှာတို့ drive object ကိုအရင်ရေးချင်တဲ့အခါမှာဆိုလို့ရှိရင်လည်းရပါတယ်ရှင့်အဲ့လိုပုံစံလေးလည်းရှိပါတယ်နော်တကယ်တော့ကျွန်တော်ကတို့မှာတို့ကပေါ့နော်ကျွန်တော်တို့ဒီ drive object လို့ခေါ်တဲ့ကျွန်တော်သတ်မှတ် object ကိုအရင်ရေးချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ရှင့်အဲ့လိုဆိုလို့ရှိရင်ကျွန်တော် in drive object ပေါ့နော်ခုနသက်ရှိ object ရဲ့ရှိမှာကျွန်တော်2ဒါမှမဟုတ်ရှင့်4ဆိုတဲ့ဟာလေးခံပြီးထည့်ပေးရတယ် okay နော်အဲ့တော့ဥပမာအဖြစ် I gave the keys to my sister yesterday. ခုနကတော့ I gave my sister the keys yesterday နဲ့ဒူဒူပဲငါမနေ့ကငါမအိုးငါတော့ပြေးခဲ့တာပေါ့ဒီမှာမလို့ true ခံတာလေကျွန်တော်တို့ဒီမှာကျွန်တော်တို့အဲ the keys လို့ခေါ်တဲ့ direct object တက်မဲ့ object ကိုအရင်ရအောင်မလို့တက်ရှိ object ရှိမှာ true ခံလိုက်တာနော်အဲ့တော့နောက်တစ်ခု he was sent a message to you သူနဲ့စီကိုစာပို့လိုက်မယ်အဓိပ္ပာယ်တူတူပဲဒီမှာကျွန်တော်တက်မဲ့ object ကိုအရင်ရတော့တက်ရှိ object ရှိတာ true ခံလိုက်တာနော် နောက်တစ်ခု she bought an umbrella for me သူမကငါ့အတွက်ထီးဝယ်ပေးခဲ့တာဟာဒီမှာအားဘာလို့ကျွန်တော်တို့ for ခံလဲ an umbrella လို့ခေါ်တဲ့တမက် object ဒီမှာဆိုလို့ရှိရင် the right object ကိုကျွန်တော်တို့အာဒါဟိုဘောနော်အရင်ရေးတာဖြစ်တဲ့အတွက် in the right object ရှိမှာ for ထည့်ပေးလိုက်တာ okay နော်အဲ့တော့ဆိုတော့ကျွန်တော်ကိုရမတို့တမက် object ကိုအရင်ရေးရှိရင်လည်းရတယ်အဲ့ဆိုရင်တက်ရှိ object ရှိမှာ2ဒါမှမဟုတ်ရှိရင် for ထည့်ပေးရတယ်ပေါ့နော်။ Okay ဘယ်နေရာမှာ2ဘယ်နေရာမှာ4ဆိုတော့ကျွန်တော်ဆက်ရှင်းပြပေးမယ်နော်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်တို့ပေါ့နော်ဘယ် buff ပေါ့နော်ဘယ် buff ရရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ထူလိုက်မယ်။ဘယ် buff မှာဆိုလို့ရှိရင် for လိုက်မယ်ပေါ့နော်။ဒါလေးတော့ဒါအသုံးများပြီးအတွဲများတဲ့ဟာလေးရှင်းပြပေးထားတာပေါ့နော်။ Okay 2နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဗားလေးတွေတွဲမလဲ။ give to lend now offer take pay award show throw right sell so. စသဖြင့်အဲ့လို verb တွေဆိုလို့ရှိရင်ကျွန်တော်ကိုယ်တော်မှတို့ထူနဲ့တွဲတယ်။ Now buy cook find make order reserve save pick keep leave get စရံ buff နဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တော်မှတို့ကအဲ့ရှိမှဆိုလို့ရှိရင် for ထည့်ပေးရတယ်ပေါ့ Okay အဲ့ဒါကျွန်တော်ကိုယ်တော်မှတို့ watch တစ်ခုမှ object နှစ်ခုပါလာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးလေးရေးလို့ရတယ်ဆိုတာသိသွားပြီထင်ပါတယ်နော်။ Okay အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်။